Welcome to Uncle Sam Watchdog ဒီနေ့တုံးသက်ပေးမယ့်အကြောင်းအရာလေးကတော့ကြားပြန်နေနေဒီမှာတရုတ်နဲ့အမေရိကန်ဘသူကပိုအရေးပါတယ်ခန်းကဏ္ဍကနေပါဝင်နေတယ်ဆိုတဲ့ခေါင်းစဉ်အောင်မှာတုံးသက်ပေးမှာဖြစ်ပါတယ်အကြာမီမြန်မာနိုင်ငံမှာချင်းပမဲ့ရွေးကောက်ပွဲဟာတရုတ်ရုရှားကြိုးကင်နဲ့အစိုးရပေါ်ပေါ်ရေးဖြစ်တယ်လို့အမေရိကန်အောက်လွှတ်တော်အမတ်ဂျောင်းခမ်ကဆွဆွဲပြောဆိုခဲ့ပါတယ်ဒီပြောဆိုချက်ကမြန်မာအရေးမှာဘယ်လောက်ထိလောက်ခတ်စေမလဲ ီဗီဒီယိုနဲ့တူဆုံးထိကြည့်လိုက်ရအောင်ဒီနေ့ကျွန်တော်တို့ဟာ BBC မြောက်ပိုင်းမှာဖော်ပြတဲ့ဆောင်းပါးတစ်ခုအခြေခံပြီးတော့အမေရိကန်အမတ်ပြောတဲ့ပြောစကားတွေမြန်မာမျိုးဘဝကြားပြန်ကိစ္စနဲ့ရှေ့တောင်အာရှဒေသတွင်းမဟာပြူဟာပြိုင်ဆိုင်မှုတွေကိုဖွင့်ချသွားမှာဖြစ်ပါတယ်အမေရိကန်ရဲ့တရားဝင်မူဝါဒနဲ့အမတ်ရဲ့အမြင်တွေဘာတွေကွဲပြားနေလဲကြားပြန်နေနေရမှာတရုတ်နဲ့အမေရိကန်ဘသူပိုအရေးကြီးတဲ့ခန်းကဏ္ဍကနေပါဝင်နေလဲဆိုတာအန်ကယ်ဆန်နဲ့တူအားလုံးသုံးသပ်ကြည့်လိုက်အောင် ပြမအောင်ဆုံးအနေနဲ့အမေရိကန်အမဲ့ရဲ့ဝေဖန်ချက်နဲ့ဟိုဟာတော့ကွဲလွဲမှုကိုသုံးသပ်တင်ဆက်ပေးပါမယ်။အမေရိကန်အောက်လွှတ်တော်မှရောင်းခံမှာတရုတ်ကိုသဘောထားတင်းပါလို့တရုတ်ကွန်မြူနီကအန်ဒရယ်ကြီးတယ်လို့ယူဆသူယုံကြည်နေသူဖြစ်ပြီးတော့လက်ရှိမှာလဲကော်မတီဥက္ကဋ္ဌရာတို့ရာယူထားတာဖြစ်ပါတယ်။သူ့ရဲ့မြန်မာရွေးကောက်ပွဲပေါ်ထုတ်ဖော်ပြောဆိုချက်တွေကိုပြည်ပြင်းမီဒီယာနဲ့ NUG PDF တွေထောက်ခံသူတွေကတိုင်အောင်လိုက်ပြီးတော့ဒိုင်းပေါ်မှာပြောဆိုနေကြတယ်တွေ့ရပါတယ်။ဒါပေမဲ့ဒီနေရာမှာစိတ်ဝင်စားတဲ့အချက်အချက်ရှိနေပါတယ်။ ဲ့လိုပြောဆိုမှုတွေကအမေရိကန်ရဲ့တရားဝင်မူဝါဒလမ်းညွှန်ချက်တွေနဲ့ဓာတ်ရိုက်တော်လကောင်းတွေ့ဝိုက်ပြီးတော်လကောင်းတွေ့ဖယ်နေတာကိုတွေ့ရပါတယ်2025ခုနှစ်ဇွန်လလကနိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကထုတ်ပြန်ထားတာတခုရှိပါတယ်အဲ့ထုတ်ပြန်ချက်ကဆိုလို့ရှိရင်ပြည်ပနိုင်ငံတွေရဲ့ရွေးကောက်ပွဲကတန်ရှင်းမှုရှိသည်ဖြစ်စေတရားမျှတမှုရှိသည်ဖြစ်စေအမေရိကန်တန်မတ်တွေအနေနဲ့ဝေဖန်ပြောဆိုမှတ်ချက်ပေးခြင်းမရှိရဘူးဆိုပြီးတော့တားမြစ်ထားတာတွေ့ရပါတယ်။ဒါကြောင့်အမတ်ရောင်ခံွဲပြောစကားလေထဲမှာလာပြီးတော့ လေထဲမှာပျောက်သွားမယ်အဲ့လိုသဘောဖြစ်နေတာကိုသုံးသပ်မိပါတယ်လူကြီးမင်းတော့ဘယ်လိုမြင်မိပါလဲဒုတိယအချက်အနေနဲ့ကတော့မြန်မာအခမ်းကဏ္ဍနဲ့ရုရှားရဲ့စီးပွားရေးခန္ဓာရုံသုံးသပ်ပေးပါမယ်မြန်မာနိုင်ငံကတမိုင်းရှေလျားပြီးတိတက်အမျိုးသားရေးလက္ခဏာပိုင်ရှင်ဖြစ်ပါတယ်ဆက်ရှိရာသူမှာချင်းမင်းဆက်တရုတ်တို့ကျူးကျော်တိုက်ခိုက်တာကိုတော့မြန်မာဘရင်ကအမြင်နဲ့တတ်မတော်မရှိဘဲနဲ့တိုင်းသားမျိုးနွယ်စုများရဲ့စစ်ပီစာအရေးသွင်းနဲ့တွန်းလှန်နိုင်ခဲ့တာကိုတွေ့ရပါတယ် လက်ရှိမှာတော့မြန်မာဟာစီးပွားရေးရတရုတ်နဲ့နှီးစပ်နေပေမဲ့လေကိုးကွယ်မှုအရအိန္ဒိယနဲ့နှီးစပ်နေပါတယ်။နိုင်ထောင်ကြီးဝေးတဲ့ရုရှားနဲ့ကတော့ဖတ်စာပါလာခေတ္တကချစ်ကြည်ရေးအစဉ်လာကောင်းဝေးတာတွေရှိပါတယ်။ယူကရိန်းစစ်ပွဲကြောင့်အမေရိကန်ရဲ့ပိတ်ဆို့မှုတွေခံခဲ့ရပေမဲ့ရုရှားရဲ့ GDP က2014ကနေဒေါ်လာ3.66ထရီလီယံကနေ2023မှာ4.6ထရီလီယံထိပိုပြီးတော့တိုးတက်လာတာကိုတွေ့ရပါတယ်။ဒါဟာအနောက်ဆုံးနဲ့အစင်းကတ်တဲ့နိုင်ငံများတွေအတွက် ရုရှားပဲရင်းသိမ့်နေဆိုတဲ့ cluster ချက်ကမှန်ကန်ကြောင်းသတိပြနေတာပဲဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကြားဖြန့်ကိစ္စနဲ့နိုင်ငံတကာရဲ့လှုပ်ရှားမှုကိုကြည့်လိုက်အောင်။အခုတော့တကဘာလုံးမှာပုံမှန်ထောင်ထနေတဲ့ကြားဖြန့်ကိစ္စကိုတုံ့ပြန်ပေးပါမယ်။ဒီဒုစရိုက်လုပ်ငန်းရခိုင် NLD လက်ထက်အစိုးရတွေကစတင်နေတာဖြစ်ပြီးတော့နေကြားဆောင်တဲ့ BGF များနဲ့တက်မတော်ကိုလူလာတဲ့တိုင်းရင်းသားလက်နက်ကင်များပါဝင်ပတ်သက်နေတာတွေ့ရပါတယ်။ဒီကိစ္စမှာအမေရိကန်ဦးစားပေးမူဝါဒကျင့်သုံးတဲ့ သမရဒေါ်နယ်ထရန့်ရဲ့ကြီးကပ်ပုံကိုအရင်သုံးသပ်ကြည့်ရပါမယ်58ချိန်မြောက်အာဆီယံစည်းဝေးမှာကြားဖြန့်တိုက်ဖြတ်ရေးကိုဘာကြီးညာချက်မှမထုတ်ပြန်ခဲ့ပါဘူးထူးခြားတာကထိုင်းမြန်မာနယ်စပ်ကိုတက်မတော်ပြန်လည်ထိန်းချုပ်နိုင်တယ်2025စက်တင်ဘာမှာတရုတ်ထိုင်းမြန်မာတို့ပူးပေါင်းပြီးကြားဖြန့်နိုင်နေရေးလှုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်တရုတ်မြန်မာလာအိုထိုင်းကမ္ဘောဒီးယားဗီယက်နမ်ပါဝင်တဲ့လန်ချမ်းမဲခေါင်နိုင်ငံများကကြားဖြန့်နိုင်နေရေးသဘောတူလက်မှတ်ကိုနိုဝင်ဘာ14ရက်နေ့မှာရေးထိုးခဲ့ပါတယ် ဒါပေမဲ့ဝါရှင်တန်အွန်လိုင်းလိမ်လည်မှုစံနာများတိုက်ဖြတ်ရေးတပ်ကိုဖွဲ့စည်းကြောင်းထုတ်ပြန်တာပါတရုတ်ဦးဆောင်တဲ့သဘောတူညီချက်ရပြီးနောက်တည့်ရက်နောက်ကျပြီးမှမီဒီယာတွေသိခဲ့ရတာဖြစ်ပါတယ်ဒါဟာကြားပြန်တိုက်ခိုက်ရေးမှာတရုတ်ရဲ့လှုပ်ရှားမှုဟာအမေရိကန်ထက်ပိုမိုပြီးတော့ထိရောက်မြင့်ဆန်နေတာကိုပြသနေတာပဲဖြစ်ပါတယ်ဒါပေမဲ့ကြားပြန်ကိစ္စကြောင့်တိုင်းပြည်လုံးနမေပြက်ရတာတော့တကယ်စိတ်မကောင်းဝမ်းနည်းစရာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးအရေးအတွက်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာရှိမဖြစ်လိုအပ်နေတာတော့ သူကြီးမင်းတို့တည်ပြီးသားဖြစ်မှာပါအမေရိကန်မဲ့ရဲ့မဲ့ချက်ကလေဒေရေရစကားဖြစ်ပြီးတော့ကြားပြန်ကိစ္စမှာလေနိုင်ငံဖြစ်ကျော်ဒူးဆဲသမားတွေနဲ့ဒေသခံလက်နက်ကင်များပူးပေါင်းပြီးလှုပ်ချက်လိုလှုပ်ခဲ့ကြတာမှန်ပေမဲ့နစ်နာတာနစ်နာပြီးနမေပြက်ရတာတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အတိုင်းပြည်လုံးပဲဖြစ်ပါတယ်ဒီအချိန်ဒီမှာရွေးကောက်ပွဲကတကယ်ပဲအရေးတခုဖြစ်လာနိုင်မလားတရုတ်ရဲ့ကြားပြန်နှိမ်နင်းရေးရောဘယ်လိုမြင်မိပါလဲလူကြီးမင်းတို့ရဲ့ထင်မြင်သွားချက်များကွမ်မတ်မှာရေးသွားဆင်းနေခဲ့ပြီးဖိတ်ခေါ်ရင်းမယ်တင်ဆက်မှုနေကုန်းချုပ်လိုက်ပါတယ်ဗျာမြန်မာနိုင်ငံကြီး 免说 A 加码的。